ကရင်ပြည်နယ်ဖအံမြို့နယ်ကိုစားပြုရွေးချယ်ခံထားရတဲ့လွှတ်တော်ကိုယ်စားလှယ်အသစ်တွေအနေနဲ့ဖအံမြို့နယ်အတွက်မူရစေဝတိုက်ဖြတ်ရေးတဘာဝပတ်ဝန်းကျင်ငင်းချမ်းရေးနဲ့မိခင်နဲ့ကလေးအရေးတွေကိုအထူးကလှုံ့ဆော်ဖို့ရည်ရွယ်ထားတယ်လို့သိရပါတယ်။ဥဝကာသတင်းပေးပို့ထားပါတယ်ရှင်။လွှတ်တော်ကိုယ်စားလှယ်အသစ်တွေအနေနဲ့ကရင်ပြည်နယ်ဖအံမြို့အတွက်ပထမဆုံးစတင်လှုပ်ဆောင်မှုလွယ်တဲ့ကိစ္စတွေအနေနဲ့ရွှေရထကြတာပါခလင်းငယ်တွေနဲ့အမျိုးသမီးတွေအတွက်ပေါ့နော်အဲ့ဒါပူဇော်ပေးပြီးတော့ကျမကဒီလွှတ်တော်ကိုယ်စားလှယ်ဆိုတော့ ဒီကလေးတွေရောအမျိုးသမီးတွေတော့တော့မကိုက်ညီတဲ့ဥပဒေတွေရှိမယ်ဆိုလို့ရှိရင်လေဖြည့်စွက်တာတို့ပြင်ဆင်တာတို့เนาะအထပ်ဥစားဘယ်လိုပြောမလဲပြင်ဆင်တာတို့ပေါ့နော်အစ်စ်ပြန်ရဲရေးဆွဲတာမျိုးတွေပေါ့နော်အကြံပြုတင်ပြသွားလို့တိကျထားရပေါ့နော်ဘာအဲ့ဒါလဲဘာကြောင့်လဲဆိုလို့ရှိရင်အဲကျမတို့ရဲ့ဟိုလူမှုရေးလုပ်ငန်းတွေလုပ်ခဲ့တဲ့အချိန်တွေမှာဆိုရှင်လူပုံကူးမှုဒါစီရဲ့အများကြီးဖြစ်တဲ့ဒီမဲ့နေဆက်ဒေသမှာအဲ့တော့အမျိုးသမီးလေးအတွက်ပါအများကြီးညံ့နေခဲ့တာရှိတော့လေ အဲ့ဒီကိစ္စလေးတွေအဓိကထားပြီးတော့ဆောင်းပြီးတော့လုပ်နေပြီးတော့ဆင်းရဲတယ်ကင်ပီနီမှာတိုင်းသားလက်နက်ကိုင်အများပြရှိနေတဲ့အတွက်ရေရှည်ငင်းငင်းအတွက်လှုပ်ဆောင်သွားနိုင်မှုလိုအပ်တယ်လို့လည်းမြို့သားလွှတ်တော်ကိုယ်စားလှယ်တူကပြောပါရယ်။ဖအမြို့နယ်အတွက်ဆိုရင်ဆိုရင်တော့လူငယ်လေးတွေအတွက်လေကျွန်တော်တို့ဘောက်ခွချင်းမှာမြို့စီနေပါတယ်တော်တော်များများတွေ့နေရတယ်။ဒီဥစ္စာတွေကိုထိတ်ထိတ်လေးလေးနဲ့ပြည်ပေါ်လေးကိုဖြစ်စေချင်ပါဘူး။နောက်တစ်ခုကတော့တည်တဲ့အချိန်မှာ ရင်းချမ်းကြီးပေါ့ခုကျွန်တော်တို့သွားတဲ့နေရာတချို့နေမိဒီမှာလဲ BGF တို့ပါလို့ဒီအဲနေနေဇက်ဒီမှာလက်နက်ကင်အဖွဲ့တွေကရွာသားတွေကိုနည်းနည်းဘလူခေါ်တယ်ဩဇာညောင်းတာတွေပါတွေ့ရတယ်ဆိုတော့မမကကဩဇာညောင်းတော့ကျွန်တော်တို့ကသဘောကျပါလေအခုကတချို့နေရာလေးတွေကမမမကမနဲ့ကိုပဲကူဆွဲခြင်းမဖြစ်ဘူးရှိပါဘူးအဲ့ဒီညီငယ်အတွက်ပဲကျွန်တော်ကဖြစ်စင်ခြင်းပေါ့ဟုတ်ကဲ့ဟန်ညွန်နယ်မှာကတော့ညာတော့အဖြစ်ပေါ့နော်ဘာဒီတိုင်းသား အဲကိစ္စမျိုးတွေမှာပေါ့နော်မတိုင်းသားဆိုတဲ့နောက်မှာလည်းတိုင်းသားတွေကိစ္စရိုးရရင်ကြည့်မှုတွေအနောက်တော့ဟိုငင်းချမ်းကြီးကိစ္စမျိုးတွေပေါ့နော်အဲ့ဒါလေးတော့အထူးကြောက်လောက်သွားဖို့စဉ်းစားတယ်ဒါပြင်မြန်မာတနိုင်ငံလုံးမှာသဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေရှိလာတဲ့အတွက်ကရင်ပြည်နယ်အတွက်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကိုကြိုတင်လှုပ်ဆောင်ဖို့လွှဲပြီးလို့လည်းပြောကြပါတယ်။သဘာဝပိုင်းပတ်ဝန်းကျင်ထိန်းသိမ်းရောမပြည့်စည်အောင်ပေါ့နော်။ဘာဖြစ်လဲဆိုရင်ဒီသဘာဝပတ်ဝန်းကျင်ပြည့်စည်လို့ရေမြေတောတောင်တွေပြည့်စည်လို့ ရာသီဥတုဖောက်ပြန်တယ်နော်ပြီးတော့လဲရေကြီးတယ်ရေရှမ်းတယ်နော်မိုးခေါင်တယ်ရေရှားတယ်နော်တပင်းတွေတော်တွေပြုံးကြီးကုန်တော့အဲ့ဒါကြီးတော့တတ်နိုင်တော့ထိမ့်သိမ့်နေအောင်ဒါကအစိုးရတော့ကြံပြုပါမယ်နော်မရှိနေကရွှေကောက်ပွဲမှာဖအံမြို့နယ်အတွက်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တူမြို့သားလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးပြည်내လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးတို့ကိုမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကရွေးချယ်ခံထားရပါတယ်ကျွန်တော်အာကာပါခင်ဗျာ